တို့ယောက်ျားလေးတွေကလေဟိုချွဲတာကိုကြိုက်တယ်။အဲ့ချွဲတဲ့နေရာမှာလဲအတန်ပေါ့နော်ဒီအတန်ရဲ့ဆွဲဆောင်မှုဆိုတာလိုတာပေါ့။သူ့အတန်လေးကအဲ့လိုလေပုံမှန်ပြောတယ်ပြီမချွဲနေတယ်လို့မျိုးလေ။အဲအဲ့တော့ဒီအဲ့သူ့ရဲ့အတန်မှာရှိတဲ့သူ့ရဲ့ဖျားပေးထားတဲ့လက်ဆောင်လေးနဲ့ဒီဇက်လေးနဲ့လိုက်တာ။ဘောပေါ်ကျတော့တော်တော်ကိုမန်းပြီးတော့ရေးရတာပြီးတော့အတန်အတန်ကိုလည်းဒါတွဲပြီးတော့ရေးရလို့ပြောတယ်။ဟုတ်တယ်။တဲ့အတန်နဲ့အဲတဲ့ဖျားပြောဆိုရင်တော့ဒီနေရာလေးဆိုပြီးတော့ရေးရလို့ဒါကိုယ်လည်းတခြားဖက်ကြည့်ရင်မှဘုံ exactly ကစမ်းတယ်။ဘုံများပြောတာအိမ်တော်ကြီးကားရိုက်တယ်။ အလောင်းနေရတယ်ပြောရလို့ရှိရင်ခုနကဘာပြန်တာလည်းမရဘူး။ဒါကအင်္ဂါခေါ်ပြန်တာလည်းရိုက်နေတော့မှလားဆိုတာမျိုးပေါ့နော်။အဲ့လိုမျိုးအတွက်အခုဒီလိုမျိုးကိုကြီးပြောတယ်လို့ဒါမတူညီတဲ့ပုံစံလေးနဲ့တင်ဆက်မှုလေးပါ။အဲပြီးတော့ ိုထုံးနဲ့လည်းတစ်ခါမှမစုံဘူးပေါ့နော်မစုံဘူးရလည်းပါရဲ့ပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်တို့ရဲ့ဒီ university တူပေမဲ့လည်း university မှာကိုကိုနဲ့တစ်ခါမှမစုံဘူးအဲ့တော့ဒါကအကောင်းဆုံးတော့တွဲဆောင်ခြင်းတစ်ခုအနေနဲ့ရေးဆက်တစ်ခုလိုလည်းတင်တဲ့အတွက်ကျန်လက်ခံလိုက်တာဖြစ်ပါတယ်ပြီးတော့ကိုကိုနဲ့တချို့ video တွေဆိုလို့ရှိရကြတော့တကယ်ဟိုပြောမယ်ဆိုပညာပေးရရများတယ်ပညာပေးရရများဖြစ်တဲ့အတွက်ကြောင့်ကိုအဲ့လိုမျိုးဇက်လေးတွေရိုက်ချင်တယ်ပေါ့ဟုတ်ဒီဇလန်တွဲလေးရကြတော့၃နာရီဇလန်တွဲလေးပါ ကျွန်တော်ရဲ့ထက်ထွန်ရဲ့ပြီးတော့အဲဒီ academy မြက်ကြီးတရားဝင်ပေါ့နော်ဒါကျွန်တော်တို့အနိခင်ဆိုးပိုင်းလို့ပါမယ်အဲပြီးတော့အနိခင်မိုးမိုးကြီးတို့အနိဘောဘောအောင်တို့နဲ့တကယ်ဝါရင်တရုတ်ဆောင်နေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကြိုက်တဲ့အိမ်တော်ကြီးကားလေးပါပဲ အဲ့အိမ်တော်ကြီးကားလေးကိုဟိုအိမ်တော်ကြီးဖောက်ပြန်တဲ့လမ်းကြောင်းနဲ့သွားတာမျိုးမဟုတ်ဘဲနဲ့အိမ်တော်တစ်ခုအဆင်ပြေခြင်းနဲ့ဆိုရင်ဟိုအိမ်တော်တစ်ခုမှာဘယ်လိုမြေတားတရားရည်နဲ့သွားရလဲအဲ့အိမ်တော်တစ်ခုတာယာဖို့အတွက်ဘယ်လိုတော့ချက်တွေပါလဲဆိုတာဒီကားလေးတွေကိုကြည့်လို့ရှိရင်ပြည့်တတ်တဲ့အနေနဲ့မက်စကောင်လေးတွေရမှာပါခင်ဗျာလက်ကံပြတာကြတော့ပုံပုံကစပြီးတော့ဘုံဆက်လာရပါတော့ဇက်ကအခုဇက်လေးကိုအချားလေးရေးလိုက်အပြင်စရေးရတယ်ဒီ character လေးညမှာတစ်ချက်တော့ဆိုရဲအဲ ိတ်ကလေးကိုတွေးပြီးတော့ထည့်ရထားတဲ့အတွက်ပြင်နိုင်လို့ရင်အထက်တရားဇက်လေးကိုဖတ်ပြီးမှပြင်နိုင်လက်ခံပေးပါပေါ့နော်ဆိုတဲ့အချိန်မှာဟိုအတွက်တရားရည်ရည်ရည်ရဲ့ဇက်မျိုးဆိုတာအဲရခဲ့တယ်ရခဲ့ရပေါ့နော်ရလာတဲ့ဇက်ပုံမှာကိုက character ဝင်အောင်လုပ်ရတာပေါ့အဲ့လိုမျိုးထက်ဘဝကျတော့တစ်ရက်တွန်းလို့မန်းပြီးတော့ကြီးရတာပြီးတော့အတန်အတန်ကိုလည်းဒါတွေးပြီးတော့ရည်ရလို့ပြောတယ်တဲ့အတန်နဲ့အဲတဲ့ထက်တော့ဆိုရင်တော့ဒီနေရာလေးဆိုပြီးတော့ရည်ရအလုံးတော့ဒါကိုယ်လည်းတရားဖတ်ကြည့်ရင်မှဘဝ exactly ကဇက်နဲ့ပုံမှန်ပြောတဲ့အိမ်တော်ကြီးကြီးရိုက်တယ် အလောင်းတွေများရဲ့ပြောရလို့ရှိရင်ခုနကဘောပြန်တာတွေလည်းများတယ်။ကျွန်တော်အိမ်တိုင်းဘောပြန်တာတွေရိုက်နေတော့မှလားဆိုတာမျိုးပေါ့နော်။အဲ့လိုမျိုးတို့အတွက်အခုဆိုလို့ရှိရင်ကိုကြီးပြောသလိုဒါမတူညီတဲ့ပုံစံလေးနဲ့တင်ဆက်မှုပေးပါ။အဲပြီးတော့အဲကိုကွန်နဲ့လည်းတစ်ခါမှမစုံဘူးပေါ့နော်။မစုံဘူးရလည်းပါရဲ့။ပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်တို့ရဲ့ University 2ပဲလေ University မှာကိုကွန်နဲ့တစ်ခါမှမစုံဘူး။အဲ့တော့ ဒါကအကောင်းဆုံးတော့တွဲဆုံခြင်းတခုအနေနဲ့ရေးဆက်တခုလို့လည်းထင်တဲ့အတွက်တက်လက်ခံလိုက်တာဖြစ်ပါတယ်ပြီးတော့ဘုံကတချို့ဗီဒီယိုတွေဆိုလို့ရှိရကြတော့တကယ်ဟိုပြောရမယ်ပညာပေးရရများတယ်ပညာပေးရရများဖြစ်တဲ့အတွက်ကြောင့်ဘုအဲ့လိုမျိုးဇက်လေးတွေလိုက်ချင်တယ်ပေါ့ဟုတ်အော်ဒီဆက်ကိုစရေးခဲ့တဲ့အကျွန်တော်ကမက်ကီတောင်ဆိုလို့ရှိရင်လည်းမက်ကီတောင်နေရာမှာအမားနဲ့လိုက်ဆုံးမက်ကီနဲ့အလိုက်ဆုံးအဲ့တော့မက်ကီကိုပဲရအောင်ချိန်အဲ့လိုပဲဒီနေရာမှာထက်ထထုံမှလိုက်တာထက်ထထုံရအောင်ချိန်ပြပါဆိုတော့ကျွန်တော်မန်နေဂျာမချိန်ရဲဘူးသူ့ကိုချိန်ဘာလို့မချိန်ရတာလဲဆိုတော့ လက်မခံရင်လည်းဘယ်လိုလုပ်မလို့လဲအာအာကျွန်တော်ကလည်းသူ့အခြေခံဒီမှာကျွန်တော်အရင်ဆုံးဟိုဆွတ်တောင်းနေပါတော့ဆွတ်တောင်းနေဆိုတော့ဘယ်လိုဆိုတော့တို့ကျတော့အခုလက်ရှိဘာပြောပြောဒီကျွန်တော်တို့ထက်စီနီယာကြားတယ်ပေါ့နော်အဲ့ခါကျတော့ဟိုကားရိုက်ကြတယ်ဆက်နေတာသူ့နဲ့သူ့အားချာလက်ပဲရမ်းနေတာအဲ့ခါကျတော့မရလို့ငင်းလိုက်လို့ရှိရင်ကိုမွေးဖွားထားတဲ့ character ထက်တဲ့ထုံမဟုတ်တော့ပဲတခြားဖြစ်သွားရင်ကျွန်တော်တို့ဇက်ညွန်းစီဆရာကြီးရင်ထဲမှာနာတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်က မချိတ်ခင်မှာဖျားရှိခိုးလိုက်တယ်အဲကျွန်တော်နဲ့အတူနဲ့စကားလေးတကားဖန်နေတယ်ဒါဟိုကျွန်တော်ရေးဆက်တီပါလို့ရှိရင်စုံပြရစီကိုဆူတောင်းလိုက်တာအဲကျွန်တော်အတန်ဖိုင်လေးနဲ့သူ့ဇက်လေးအစားဆုံးပြောပြတာသူကကျွန်တော်အပူတဲ့ဟုတ်တယ်စိတ်ရှိလက်ရှိလေးနဲ့အခုဇက်ကိုစိတ်ဝင်စားအောင်ပြောပြပေးတယ်အဲ့ဒါနဲ့တင်ကိုလက်ခံတယ်တဲ့အမှုပညာကြီးဆိုတာတက်ကိုအခုပြောပြတဲ့ဇက်ကလေးကိုစိတ်ဝင်စားတယ်အခုရဲ့သူ့ဘော်တန်မှုထမှုလေးကိုပေါ့နော်ဒါသူလေးစားတယ်ဆိုပြီးတော့သူ့မောင်နှံကိုစုံထားတာနော် ရှေ့ရည်စက်တွေလည်းပါမှာပါဟုတ်သူ့ကိုကျွန်တော်စချင်ပြီးစကားပြောကြရလေအခြားမင်းသမီးလို့မန်နေဂျာပိုင်းနဲ့မဟုတ်ဘူးအဲသူကသူကိုနိုင်ခိုင်းတယ်သူကိုနိုင်ဖြေတယ်အဲသူလုတ်ပေးနိုင်လုတ်ပေးနိုင်တယ်အကုန်လုံးအဆအဆုံးတကယ်အမတန်လူလူတိတဲ့ကလေးပေါ့နော်တချို့ဆိုရင်လေစာဝင်ကြည့်သွားတယ်အဲကျွန်တော်တို့ကတယောက်တယောက် respect ဆိုတာရှိရတယ်တစ်ဖက်ကစာပုတ်တယ်ဝင်ကြည့်သွားပြီဆိုရင်အဲ့ဒီစာကိုကြားလိုက်တယ်ဆိုရင်ဟို노ဆို노ယက်ဆိုယက်အသေးပေးတာကျိုးတွေတကူတော့တုံ့ပြန်မှုသာရှိရတယ်အတော့အမတန်တော်တာသူဝင်ကြည့်ပြီးသွားရင်အကုန်လုံးသူကအပြေပေးသွားတာအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒါကသူ့ကိုလေးစားတဲ့အခြေအနေတွေပါ ဒါတော့ပုံမှန်ပါပဲတကူတကတော့မဟုတ်ဘူးတဲ့ငငယ်တွေကအဲ့လိုတကူဆိုရင်အားနာတတ်တယ်အရင်ကဆိုကိုယ့်ဘက်ကနေပြက်ကွက်သွားမှာအရင်ဆိုရင်လည်းကိုယ်ပါလေးလုတ်ပေးနိုင်မလဲပေါ့နော်ကိုယ့်ရဲ့ပြုမှုတကူကသူများပေါ်မှာဘယ်လိုကြိုးစားမှရှိမလဲဆိုတာအမြဲတွေးရပြီးတော့ငါသားဆိုရင်သူ့မြန်မာငါသားဆိုရင်သူ့ရဲ့အတွေ့အကြုံနဲ့တွေးရပေါ့နော်အဲ့လိုမျိုးလေးတွေးနဲ့ပဲအဲနေ့စဉ်ဘဝမှာဒီအလုံးမဟုတ်ဘူးဘယ်ဟာပဲလုတ်လို့အဲ့လိုတစ်ထည့်တွေးရခါကျတော့ဟိုအဆင်ပြေရတာပေါ့ ပဝင်းကျင်ရလေးလာပါဘောเนาะမှန်တာဗောလိမ္မာစာမာရှိဘုရားစာမာရှိသလိုဒါစာရီဖတ်တယ်ပြီးတော့ပဝင်းကျင်ရတွေကိုကြည်တယ်အဓိကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နေဖြစ်တဲ့အတွက်ကြောင့်မို့ကိုချင်းစာတရားတို့ဟိတိအော်တပတရားတို့ဒိုင်းနဲ့သွားရတာဗောဖောက်ပြန်နေဆိုတာဟိတိအော်တပတရားဖောက်ပြန်လို့ဖောက်ပြန်တာဗောအဲ့ဟိတိအော်တပတရားဘယ်လောက်ထိရေးပါတယ်ကိုချင်းစာတရားဘယ်လောက်ထိရေးပါတယ်ဒိုင်းနဲ့ကျွန်တော်တို့ကဒီဇလန်ဆက်အိမ်လေးကိုအကောင်းဆုံးတည်ဆောက်ထားပါတယ် အဲကျွန်တော်အခုဖတ်ပြနေတဲ့ကားရဲ့ရိုင်းနေတယ်ဆိုတော့အခုပြောသလိုရှိကျွတ်ဆိုလို့ရှိရင်တော့အယူမကြရဘူးနော်ဒီမှာကျွတ်ကွန်မန့်တွေရေးကြရဲကျွန်တော်ဖတ်ပြနေတာတွေပဲရိုက်ပြနေတဲ့အခါကျတော့အဲဒါမျိုးကိုအားပေးနေရလားဆိုတော့မဟုတ်ပါဘူးအစိုးရကြည့်တာအဲပြောရှင်ဒီဖတ်ပြရင်နောက်ွယ်မှာပါလိမ့်ပြထားနိုင်တယ်ဆိုတော့ပါပါတယ်ကားရဲ့ပေးရပါတယ်ငါ့စာပေးရဆိုတော့တကယ်ဒီယာကြီးကမရှိဘူး ဘဲနဲ့မပြဘဲနဲ့အပြမပြဘဲနဲ့ဘာကြောင့်ဒါဖြစ်ပြဆိုတော့ဘယ်မှမလို့မပေးလို့မရပါဘူးအဲ့တော့အရင်ဆုံးဖြစ်ပြရအောင်နော်ဟုတ်ကဲ့သူကပြမပေါ်ချစ်စရာကောင်းတယ်ချောတာတည်းမချစ်စရာမကောင်းလဲနော်ပြီးတော့မျက်နှာလေးကသူ့အလဲဆိုလေးကြီးကြီးတတ်ရှိပါတယ်တလားတချို့တွေကပြီးတော့ဟာပါဖြစ်တယ်ကျွန်တော်လျှောက်ပြောနေတကယ်တော့အဲ့ဒါအထင်လွဲရုံတတ်တတ်ပါအော်ဟုတ်တယ်နော်အဲအထက်မှာဆိုဟာစူစူလန်ပွက်ပြီးဟာတောင်းချမ်းနေတာလေနော်လောင်နေတာ ဲ့လိုလောင်းလို့လည်းမအတန်လေးနားကုန်တာဟုတ်ကဲ့ဒါဝင်ရအော်အော်လာတော့ဟိုမြေကြီးနားမှာလည်းသွားတခြင်းနေစုသေးရဲ့ဟုတ်ကဲ့ဒါကဝင်သွားပြီရအောင်နေကြည့်ရတာလေနော်ဒီထဲမှာတော့လေလောင်းတာလည်းပါတယ်ယောက်ျားကအရန်ချစ်တဲ့သူ့ရဲ့အချစ်တွေလည်းပေါ်လိမ့်မယ်အဲ့သူရဲ့ဘလူးခေါ်ပဲအဲ့ဒါကြီးလည်းပါပါပေါ့နော်သူကမျက်လုံးအကောင်းတာပေါ့အဲသူကကတော့ဝက်လုံးနေနေကိုကြီးညီမလေးအချိန်သိမ့်မြအောင်တော့ဆက်အကြည့်လေးမှာအများကြီးပါတယ်ဟုတ်လားအဲ့အကြည့်လေးနဲ့အများကြီးပါတယ် အကြီးတဲ့တွေသူကစကားပြောလို့ရတယ်ဟုတ်ကဲ့အတန်လေးရတာမနာပေါ့နော်ဒါကျွန်တော်တို့ကချစ်တဲ့မျက်စိနဲ့ကြည့်တဲ့ခါကျတော့သူ့ရဲ့အကြည့်တွေသူ့ရဲ့အတန်တွေကဆွတ်ဆောင်မှုအရင်ရှိရဲတချို့ကြလည်းဒါဟာထက်ထုံအိုဘာလို့ထင်တာအမေအဲ့အိုဘာလေးကွာသူ့ရဲ့ချစ်စရာကောင်းတဲ့အမှုရာအဲ့လေးကသူ့ရဲ့အတန်အဲ့လိုလေးပါနော်ဟုတ်ကဲ့ဟိုကချစ်ချင်းလေးဘာလို့ဝမ်းသာပါတော့အတိကဟိုပြောမယ်တဲ့ရဲ့ ဒါစိတ်ကလေးကအပြင်မျက်နှာမှာပေါ်လာတာလေးကိုမြင်ပေးရတဲ့အတွက်တကယ်ကျေးဇူးတင်တယ်ပေါ့ဒါလူတိုင်းကကြတော့ကိုယ်မျက်လုံးကိုကြုံမျက်နှာကိုကြုံပြီးတွင်းစိတ်ကိုမြင်နိုင်ဖို့ဆိုတာခက်တယ်လေအဲ့တော့အချို့တက်ကိုမချစ်တဲ့လူတွေနားလည်မလွဲနေရတဲ့လူတွေခင်လွဲနေတာပေါ့မကောင်းတဲ့ဘက်ကဝေဖန်တဲ့လူတွေဆိုရင်အဲ့အမင်းပြောရင်မမုန်းဘူးအဲ့လိုလဲဆိုတော့အပြင်မှာလည်းမမြင်ဘူးကရိုက်တာပဲမြင်ဘူးလားအဲ့ပြီးရင်အလိုအကြောင်းတိုက်ဆိုင်တဲ့နေရာတွေပေါ်မှာပဲပေါ့နော်ပြုတ်ပြူလာဖြစ်တဲ့အတွက်အတင်ရွှဲတာရှိကြမယ်တက်စိတ်လေးကိုမသိလို့မချစ်တာဆိုလို့ရှိရင်အဲ့ကမုန်းစရာအကြောင်းမရှိဘူးကောတိတိရနဲ့အဲ့လောက်ချစ်စရာက ောင်းတာလုံးနေတယ်ဆိုတော့မသိဘူးတက်နေတော့ဘူးငူချင်တာเนาะအဲ့ဒါငူချင်တာအဲ့ဒါသိပါရဲ့လူရရောချစ်သွားတာကြီးပဲဟုတ်တယ်တကယ်အပြင်မှာချစ်ဖို့ရမ်းကောင်းပါတယ်เนาะအဲ့မှာဒါကာရိုက်တာအရာသူ့မှာကြမ်းရရမ်းရတာအပြင်မှာကြမ်းရရမ်းလူလိုတီးပြီးရမ်းချစ်ဖို့ကောင်းလားနောက်တော့အပြင်မင်းသမီးတွေကတန်နာမည်တစ်ခုရလာပြီတန်တစ်ခုရလာဆိုအချီတာချီတာချီတာအမုန်းပြောင်ချီတာတို့ကဘလို့အမုန်းပြစ်သွားမလို့ချီတာအဲ့လိုသူ့မှာအားမရှိဘူးအဲ့ဒါစိတ်ထားဖြူလို့ပေါ့เนาะနှလုံးမဖြူတဲ့သူကဟန်ဆောင်လို့မရဘူးအဲ့လိုလားအချီခံရမှုရရှိ အဲကျွန်တော်တို့အခြေခံဘူးဒါပေမဲ့ကျွန်တော်ရဲ့ညီလေးအဲကျွန်တော် production ဟာရောခြေခံရတာပေါ့နော်အဲတော့နောက်ခါကျရင်မင်းတို့ဟိုအဲ့လိုမျိုးခြေတဲ့မင်းသမီးဆိုလို့ရှိရင်လည်းရှောက်ပါကွာမင်းတို့မင်းတို့ခြေခံရတာကိုကြားလို့ရှိရင်ဘာပြောငါစိတ်မကောင်းဘူးနော်အဲ့လိုမျိုးလေဟာဝန်နေဝန်နေဒီကားလေးက Fortune TV channel ကနေလာမယ် Hipley မှာလည်းပြမယ်ခွန်တာချို YouTube channel မှာလည်းပြမယ်ရှေ့လာထဲမှာစာပြီးရိုက်မယ်ထွက်လာလို့ရှိရင်ကျွန်တော်တို့ကားလေးကိုကြည့်ပြီးတော့ဆောင်ကိုက်ရလိမ့်မယ်လူသွားလိမ့်မယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးပါရဟုတ်ကဲ့